မင်္ဂလာပါရှင်ဘာမခင်းတဲ့တဲ့ရင်ဌာနမှချူဆိုလိုက်ပါရရှင်ယခုအချိန်မှစပြီးမေလ9ရက်နေ့မနက်ခင်းတဲ့ရင်များကိုအစဉ်ခံတင်ဆက်ပေးပါမယ်ရှင်ပထမအောင်ဆုံးတဲ့ရင်နေနဲ့အုပ်ဖို့မျိုးနယ်တွင် PDF တပ်ဖွဲ့များကိုတတိရှိရင်လာခဲ့ကြအသက်ချင်းလဲပြစ်မယ်ဟုစိန်ခေါ်ထားသည့်အုပ်ချုပ်ရေးမှူးလှအောင်ပြက်ခတ်ခံရပြီးတေဆုံဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် ပဲဂိုတိုင်းအုပ်ဖို့မြို့နယ်တွင် PDF တပ်ဖွဲ့များကိုတတိရှင်လာခဲ့ကြအသက်ချင်းလဲပြင်းမဲ့ဟုစိန်ခေါ်ထားတဲ့အုပ်ချုပ်ရေးမှူးလောက်အောင်ကိုပြစ်ခတ်တိုက်ခိုက်ရာသိမ်းဆုပ်ခဲ့ကြ။တာယာရီခိုင်တိုင်း383ညနှင်းမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်။မေလ6ရက်နေ့နနက်6:45မိနစ်ခန့်တွင်အုပ်ဖို့မြို့နယ်အနောက်ချမ်းရှိထူကုန်းရွာတွင်နေထိုင်သောထူကုန်းအုပ်စုအုပ်ချုပ်ရေးမှူးလောက်အောင်သည်ထူကျောင်းရွာနှင့်အုပ်ဖို့မြို့ကိုဆက်သွယ်ထားသောလမ်းမိုင်း၌ဆိုင်ငယ်စီးနေစဉ်တာယာရီခိုင်တိုင်း383ညနှင်း တပ်ခွဲလေးမြေအောင်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့မှတော်လန်ရဲဘော်များကတနန်းဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုအတွင်ထူကုန်းအုပ်စုအုပ်ချုပ်ရေးမှုလှောင်အောင်သည်ဥကောင်းတက်တဲကိုတနန်းကြီးတစ်ချက်ထိမှန်ပြီးပွဲချင်းမိသိဆုံးခဲ့ကြောင်းလှောင်အောင်ထံမှလည်းဖုန်းတစ်လုံးနှင့်ငွေသားတစ်သောင်းချက်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။တိစုံသောသောအုတ်ချုပ်ရည်မှုလောက်အောင်လေးပြည်သူများထံမှစစ်မှုထမ်းခြင်းဟုဆိုကငွေကြေးများချင်းချောက်တောင်းခံခြင်းစစ်မှုထမ်းခြင်းမပေးသည့်လူငယ်များကိုစစ်တပ်ခေါ်၍အတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးခြင်း တော်လန်ရေးတပ်ဖွဲ့များကိုတတိရှိရင်လာခဲ့ကြအသက်ချင်းလဲပြင်းမယ်ဟုဆဲဆိုစိန်ခေါ်ခြင်းပြည်သူများထံမှာအကြောင်းမျိုးမျိုးပြ၍ချင်းချောက်ငွေတောင်းခြင်းများလှုံ့ဆော်နေသောကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်စမုတ်တန်းချိန်မပေးတဲ့လူငယ်တွေကိုစစ်ခွေးတွေခေါ်ပြီးအုတ်ကြီးလောက်အောင်ကရှာရီထဲဝင်ပေါ်တာဆွဲပါတယ်။သူကြောင့်လူငယ်တွေဆိုတာအိမ်မနေရဲလို့ထွက်ပြေးနေရပါတယ်။ ထူးခေါအုပ်စုတွေမှာငွေပေးလဲပေါ်တာဆွဲမပေးလဲပေါ်တာဆွဲတဲ့အဲ့ဒီလိုပေါ်တာဆွဲတာဆက်မလုပ်ဖို့နဲ့ဆက်လို့ရင် PDF ကတက်တာခံရလိမ့်မယ်လို့ရမေရပ်ပါတွေကဝိုင်းပြောတော့တတိရှိရင်လာခဲ့ကြအသက်ချင်းလဲပြင်မယ်ဘယ် PDF မှဂယုမဆိုင်ဘူးလို့စိန်ခေါ်ပါတယ်ဟုတာယာရီခိုင်တရင်383နှစ်မှာတာဝန်ရှိသူတွေကပြောဆိုသည်တာယာရီခိုင်တရင်383နှစ်တက်ခွဲလေးမြေောက်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့တက်ဖွဲ့အနေဖြင့်ပြည်သူများနဲ့တော်လှန်ရေးတက်ဖွဲ့များကိုဒုက္ခပေးနေကြတဲ့အစံဘက်စစ်ကောင် င်စီနှင့်စစ်ကောင်စီတောက်တိုင်းများကိုရှေ့မြင့်တိုက်ခိုက်သွားမည်ဖြစ်၍ပြည်သူများအနေဖြင့်၎င်းတို့အနေသွာလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုလုပ်ချင်ရန်အသိပေးနှိုးဆော်ထားသည်ဆလဗီရှင်မြင်းဒီစီရေပြခန္ဓာကျင်းမရဲ့ရပိုင်းအလိုရင်းယူကရိန်းကရုရှားမျိုးတို့ကိုဒရုန်းများဖြင့်တိုက်ခိုက်ဆွေးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ဆိုဗီယက်ပြည်တော်စုလက်ထက်ကနာဇီများကိုအောင်နိုင်ခြင်းအထိမ်းအမှတ်ဖြစ်ရှင်းပြနေတွင်ရုရှားကကြီးကျယ်ခံထားသောစစ်ရေးပြအခမ်းအနားကိုမကျင်းပမီတုံရန်အလိုရင်းယူကရိန်းကဒရုန်းအများပြားတိုက်ခိုက်မှုကြောင့်မော်စကိုမြို့ပေါ်ဝင်ရုရှားလေဆိပ်များရှိလေယာဉ်ခီးစင်များကိုယနေ့ကန့်သတ်ခဲ့ရသည်စစ်ရေးပြအခမ်းအနားလုံခြုံရေးနှင့်ပတ်သက်၍တန်တရားများပေါ်ပေါက်နေချိန်တွင်ရုရှားသမ္မတဗလာဒီမာပူတင်သည်ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်ခြင်းနှင့်80ပြည့်အထိမ်းအမှတ်ပွဲများနှင့်တိုက်ဆိုင်နေတုံရန်ကြပြည့်ခက်ရဲစဲရေးကိုအမိန်ပေးခဲ့တော်လဲယူ ူကရိန်းကရှင်ကျင်းညာချက်ကိုလှည့်စားမှုဟုရှုတ်ချကစစ်ရေးပြပွဲအတွက်သာအပြည့်ရဲ့ကျင်းညာခြင်းဖြစ်သည်ဟုတုံ့ပြန်ခဲ့သည်တရုတ်သမရာရှိချင်းဖြင့်အပါဝင်ခေါင်းဆောင်20ခန်းနှင့်ရွှေမြင်းနီစီရေးပြဝဲသို့တက်ရောက်ရန်မေလ9ရက်တွင်မော်စကိုသို့ရောက်ရှိရန်မျှော်လင့်ထားသည်။ယူကရိန်းနှင့်ရုရှားမျိုးတော်အပါဝင်အခြားနေရာများကိုမေလ9ရက်ညပိုင်းကဒရုန်း100ကျော်ဖြင့်တိုက်ခိုက်ခဲ့သည်ဟုပြောကြားခဲ့သလိုယူကရိန်းကလည်းရုရှားကဒရုန်း136စီးဖြင့်တိုက်ခိုက်ခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။ မော်စကိုမြို့တော်ဝန်စာကေးဆိုပြန်နေကလေကြောင်းရန်ကာဝေးရေးတပ်ဖွဲ့များသည်ရုရှားမြို့တော်ပတ်ဝန်းကျင်တွင်ဒရုန်း16စီကိုပစ်ချခဲ့ပြီးအပြက်စီးများသည့်လူထိခိုက်ဒဏ်ရာမရရှိစေပဲအဓိကလမ်းမကြီးတစ်ခုပေါ်သို့ကျရောက်ခဲ့သည်ဟုပြောကြားခဲ့သည်။မော်စကိုရှိ၄စိတ်၄ခုအပအဝင်၄စိတ်၁၂ခုကျော်တွင်လေရင်ခီးစဉ်ကန်တမှုများပြုလုပ်ခဲ့ကြောင်းရုရှားသတင်းအေဂျင်စီများကဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးအေဂျင်စီကိုကိုးကားယူဖော်ပြခဲ့တော်လဲမြို့ဤအဓိက၄စိတ်တွင်လေရင်ခီးစဉ်များအများအပြားထိခိုက်မှုမရှိခဲ့ပေ။ရုရှား ားမီဒီယာများကမော်စကိုမြို့တွင်ပြစ်ခတ်ခံရမှုကြောင့်အက်ကွဲနေသောစူပါမားကတ်ပြတင်းပေါင်းနှင့်မီးလောင်ထားသောလူနေအဆောက်အုံ၏မျက်နှာစာပုံရိပ်များကိုထုတ်လွှင့်ခဲ့သည်။ Fago Granny, Nancy Novogratz အပါအဝင်အခြားမြို့များရှိ လေဆိပ်များလည်းထိခိုက်ခဲ့သည်။ ဖိုရိုနက်စ်နှင့်ပန်ဆာပြည်နယ်ဝန်ထမ်းများက၎င်းတို့ဒေသများတွင်ယူကရိန်းဒရုန်း၁၈စီးနှင့်၁၀စီးကိုအသီးသီးကြားဖြတ်တိုက်စီးနိုင်ခဲ့ကြောင်းလူထိခိုက်ဒဏ်ရာမှုမရှိကြောင်းပြောကြားခဲ့သည်။ဆက်လက်ပြီးကိုကန့် MNDA ထံတွင်လက်နက်ချအညာခံခဲ့သောဗိုလ်မှူးချုပ်အေမင်အိုအရှိတ်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုရှာတို့ဖြင့် လာရှိုးတို့ပြန်လည်ရောက်ရှိလာပြီးရှမ်းမခတိုင်းစစ်ဌာနချုပ်ကိုပြန်တည်ဆောက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကိုကန် MNDA ထံလက်နက်ချအညံခံခဲ့သောပုံမှုချုပ်အေမင်ဦးသည်အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုရာတို့ဖြင့်လာရှိုးတို့ပြန်ရောက်လာပြီးလာရှိုးစေယုံဖွင့်ပွဲအပဝင်လာရှိုးမြို့ပြန်လည်တည်ဆောက်ရေးကိုဦးဆောင်လုပ်ကိုင်နေကြောင်းလာရှိုးဒေသပြည်သူများကပြောဆိုသည်။ရှမ်းမန်းနှင့်မေလ9ရက်နေ့လာရှိုးပြည်သူစေယုံကိုအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုပုံမှုချုပ်အေမင်ဦးလာရောက်ဖွင့်လှစ်ခဲ့ပြီးမြို့ကို လည်းလှည့်ပတ်ဆစ်ဆေးခဲ့ကြောင်းယနေ့လက်ရှိအချိန်အထိလောင်ရှိုးမြို့တွင်ပင်တိုင်းမူဘုံမှုချုပ်အင်မင်းကိုရှိနေဆဲဖြစ်ကြောင်းလောင်ရှိုးမြို့မှပြည်သူတချို့ကပြောဆိုသည်မင်းကောင်စေးယုံဖွင့်ပွဲတိုင်းမူလာတဲ့ဒီကနေ့ဒီလဲလာရှိုးမှာပဲဒီမှာပဲယုံထိုင်တော့မယ်လို့လဲကြားပါတယ်ဟုလာရှိုးမှာဒေသသတင်းရင်းမြစ်ကပြောဆိုသည် MNDA ကဧပြီလနှောင်းပိုင်းလာရှိုးမြို့ပေါ်မှာ၁၂ရက်ကမှဆုတ်ခွာသွားပြီးအရှိမြောက်တိုင်းတိုင်းမူပုံမှုချုပ်အင်မင်းဦးမှာလာရှိုးကိုပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး CDM ဗိုလ်ကြီးစင်ယုံကမူလာရှိုးရင်အရှိမြောက်တိုင်းစစ်ဌာန ာချုပ်ပြန်လည်အခြေစိုက်ဖွင့်လှစ်မည်ဟုသိရှိထားကြောင်းရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် လာရှုံးမှာပဲရမကတိုင်းစစ်ဌာနချုပ်ပြန်အခြေဆိုင်မယ်အစကမိုင်းရင်နဲ့တန်ရမ်းမှထားမလားရွေးပေးမယ်ဘလို့ဖြစ်သွားလဲတော့မသိဘူးလာရှုံးမှာပဲရမကတိုင်းစစ်ဌာနချုပ်ပြန်ဖွင့်မယ်ဟုစီဒီအမ်ဘူဂျီစင်ရောကပြောဆိုသည်လာရှုံးမြို့ကို2024ခုနှစ်ဩဂုတ်လတွင် MNDA ကတိုက်ခိုက်သိမ်းပိုက်ပြီးတရုတ်ဤချောင်းဝင်မှုကြောင့်ယခုနှစ်ဧပြီလတွင်ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်သည် လက်ရှိလာရှုမြို့ပြန်လည်တည်ထောင်ရေးဦးဆောင်နေသောတိုင်းမိုးဘုံမှုချုပ်အင်းမင်းဦးသည်မတ်လအတွင်းတိုင်းမိုးအဖြစ်ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည် ဘုံမူချုပ်အေမင်ဦးသည်2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MNDA ကလောက်ကင်ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ကိုတိမ်မိုက်ခဲ့စဉ်အမှတ်14စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှစစ်စင်ရေးကုတ်ကဲမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဒေတာကုတ်ကဲမှုစစ်ဌာနချုပ်လောက်ကင်ဒေတာကုတ်ကဲရေးမှုဘုံမူချုပ်မိုးကျော်သူကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီအဖွဲ့ခိတ္တဥက္ကဋ္ဌဘုံမူချုပ်ထွန်းတော်မြင့်တမ55ထမ်းမချုပ်မှုဘုံမူချုပ်စော်မျိုးဝင်အမှတ်7စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စစ်စင်ရေးကုတ်ကဲရေးမှုဘုံမူချုပ်အောင်စော် ော်လင်းအမှတ်16ဆက်စင်ရေးကိုကဲမှုဌာနချုပ်ဆက်စင်ရေးကိုကဲမှုဘုံမှုချုပ်တော်စင်ဦးရုံးနှင့်အတူ MNDA ထံတွင်လည်းနဲ့ချညံခံခဲ့သူဖြစ်သည် လာရှိုးမြို့ခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်ဩဂုတ်လအတွင်းဆုံးရှုံးခဲ့ပြီးနောက်စစ်ကောင်စီကတန်ရန်မြို့ကိုအခြေဆိုင်ရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးတိုင်းမှုဖြစ်ဘူချုပ်မြင့်ကျော်ထွန်းကိုခန့်အပ်ခဲ့သည်ရခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ရမခတိုင်းမှုဘူချုပ်မြင့်ကျော်ထွန်းသည်ကြားဖြန့်တရုတ်ငွေလင်ကိုင်းများထံမှငွေကျပ်3000ချီလက်ယူမှုဖြင့်စစ်ကောင်စီကရှာရုမဖေရှားဖမ်းဆီးလိုက်ပြီးနောက်ပုံမှုချုပ်အေမင်ဦးကိုရမခတိုင်းမှုတန်ရန်အသည့်အဖြစ်စစ်ကောင်စီကခန့်အပ်ခဲ့ခြင်းဖြစ်သည် ရှိခုဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့မြိုင်မြို့နယ်ပေါ့ပင်ကင်ရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကမီးရှို့ဖျက်ဆီးဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ မကွေးတိုင်းမြိုင်မြို့နယ်ပောက်ပင်ကံရွာဖုန်ကြီးကျောင်းကိုဂျမ်ပတ်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ကြောင်း MVV Revolution 4မှတောင်းရင်ရှိသူတို့ကရှမ်းကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်မေလ9ရက်နေ့တွင်မြိုင်မြို့နယ်ပောက်ပင်ကံတစ်ကြီးတော်နှင့်လေတန်းရွာကိုခြေကုပ်ယူတက်ဆွဲထားသောစစ်ကောင်စီတပ်သားများကပောက်ပင်ကံရွာဖုန်ကြီးကျောင်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်ထို့သောမီးရှို့ဖျက်ဆီးပြီးနောက်စစ်တပ်စစ်ကြောင်းသည်အရှိမျောက်ဘက်ကိုလက်နက်ကြီးများစက်ကလေးများဖြင့်ပစ်ခတ်ပြီးထွက်ခွာလာစဉ်တော်လင်းရဲဘော်များနှင့်လည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရ ှိရသည်ရင်းတီရိတ်တိုက်ပွဲတွင်ချမ်းဘက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေတော်လင်ရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည် ပကောက်ကူကထွက်လာတာတော့အင်အား200နဲ့ပေါ့ညောင်ချင်းပင်ဘက်မှာ100ဒီဘက်ထွက်လာတော့150လောက်ထိပါတယ်ဒီကောင်တွေအင်အားကျရင်တော့အင်အား120လောက်တော့ကျန်မယ်ကျွန်တော်တို့ညနေကတော့မြင်နေသူတို့တက်လာတာကိုမြင်နေကျွန်တော်တို့ရဲဘော်တွေနဲ့ထိတွေ့တိုက်ပွဲလေးဖြစ်သေးတယ်သူတို့ဘက်တော့ကောင်တာထောက်တယ်စစ်ကွေးတွေကစက်ကလေးကုတ်ပြီးဖြည်းဖြည်းချင်းတက်နေတဲ့ပုံစံပဲလို့ခံမှန်းလို့ရတယ်ဟု MVV Revolution 4မှာတောင်းရှိသူတို့ကပြောဆိုသည်